ဘယ်လိုပြောမလဲတီကွန်ကကြာတကယ်ဝိုင်းရင်ဝိုင်းရင်လေဝိုင်းရင်ဆိုတော့ဒါတီကွန်ကိုမြင်လိုက်တာနဲ့ကို item လုတ်ဆရာမလို့ပဲမြင်လိုက်တာနဲ့ကိုရည်ကျင်နေတဲ့ဟာဗောတီကွန်ရဲ့ပြိတက်ဗောဥခလိုင်းလို့တီကွန်ရဲ့ပြိတက်ပဲဟိုနောက်လာကြရင်တို့တော့မော်ဂလိုဆော်ကြတော့မင်္ဂလာဆောက်ပါကိုကကြတော့ဟာတတ်မကြွမ်းဘူးဆိုတော့လေတိုက်လို့ပါဟုတ်ကဲ့ပြောတဲ့ block ကမပြုတ်ရင်လည်းပြိတက်တီမရောက်ဘူးလေဆိုတော့နည်းနည်းတော့ ပရက်ရှာလေးတော့ရှိတာပေါ့ဟာတာကားရိုက်တဲ့ဟာမှလည်းလေဟုတ်ရရင်ခုံပါတယ်ပြိတက်တင်နေရဟိုအခုအဲကိုရုပ်ရှင်မှာပေါ့နော်ပထမဆုံးဒါပြန်တွေ့ရတာပေါ့ရှေ့ပြောတဲ့ကောင်ကတော့လည်းခီးသွားနေတော့ promotion မသွားပြဘူးပေါ့နော်အဲ့လိုပြိတ္တတွေနဲ့ direct ထိတွေ့ခွင့်မရခဲ့ဘူးပေါ့အာအခုအာဒီကာမှာပြိတ္တတွေနဲ့ direct ထိတွေ့ရတဲ့အတွက်ရင်းရင်းခုန်ပါတယ်ငါတို့ဟာမင်္ဂလာဆောင်ကြတော့မှာအဲ့တော့မလို့ငါချက်သူနဲ့နေလုံးဝမမပိုက်ကြမှာနဲ့တော့လုံးဝသွားမလားလေအားဖြင့်ကျတော့အလုံးငါဝိုင်းလိုက်ကြချောနေလိုက်ဒီပါကိုကိုကိုကြည့်ရတယ်ချောနေလို့တော့မကန်သားဟုတ်ကဲ့ဒါဒီကားလေးနဲ့ပတ်သက်ပြီး အဲဒီကအဲ့လိုချစ်စရာလေးစကားလေးอ่ะဗောနော်ချစ်စရာလေးဥမာဒီဟိုဒီ family show တော့อ่ะကြည့်တော့လဲဟိုရိုက်နှုံးอ่ะရိုက်နှုံးอ่ะတော့ခန်းစားချက်ကဇလန်းတမျိုးဗောနော်ဒီပိတ်ကားပေါ်မှာကြည်လိုက်ရတဲ့အချိန်မှာစကားလေးอ่ะအဲ့လိုတွတ်တွတ်ကလေးနဲ့ချစ်ဖို့လေးလည်းကောင်းနေဟာတလေးဗောနော်အဲ့လိုဆိုတော့ဟိုမတူညီရရတတ်ပြီးမဲ့ထင်ပါတယ်ဒီကားလေးอ่ะလေအမတရအနေနဲ့ကတော့ဒီ ဒီဂွန်တို့နဲ့ပြန်ဆောင်ရတယ်ပြီးတော့ဥခလိုင်ပြီးတော့ကိုရှိတို့နဲ့ဥခလိုင်နဲ့ကြာတော့ရှေ့မှာရွှေတပတ်ဟိုရွှေကြီးငွေကြီးရွှေကြီးငွေကြီးမှာဟာတာကပဲဒါပေမဲ့ဒီဟာနဲ့မတူတာဒီမှာကြာတော့ freight တမျိုးလေးပေါ့အဲပြီးတော့မတူပေါ့နော်သူတို့အဲ့လိုကိုရဲ့အဲဒီအနုပညာမောင်နှမရဲ့အဲ့လိုဟာတာကရဲ့မှာပေါ့ပေါ့ပါပါလေးရိုက်ခွေရဲဆိုတော့အမှတ်တရပေါ့ဟုတ်အေးကြီးရပေါ့ဘယ်လိုပြောမလဲပုံမှန်ဆိုရင်ကဥခလိုင် ထိုင်နေတော့ဟာတာလုံနေရလေပြီးတော့ဥဇော်ကလည်းအဲ့လိုမတင်မတင်လို့ဥဇော်ကနောက်တက်တဲ့အကျင့်ရှိရဆိုတော့ရှူတင်မာကတော့ပါးစပ်မရှိရဘူးပေါ့ပုံမှန်ဆိုရင်ဒီကုန်းကအိုးရေဗီဒီယိုခစ်တင်တော့ရိုင်တော့လည်းဒီကုန်းကဆိုရင်အဲ့လိုတားမီဖြစ်ဖြစ်မဖြစ်တူကြီးဖြစ်အဲအဲဒီမှာအဲ့လိုမျိုးမြင်နေတွေ့နေကြအောင်ဆိုတော့မဟုတ်ဘူးအဲ့လိုတော်တော်လို့ ပွေလေးပြောရဲကရီစာလူတဲ့ဟာပေါ့နော်အဲ့လိုမျိုးဆိုတော့အစမ်းဆက်ဆက်လေးပေါ့နော်အဲ့ဆိုတီကွန်းကိုအဲ့လိုနောက်ရတဲ့ခန်းနေပါတယ်ပါတာပေါ့အဲ့လိုလိုလေ level လိုမျိုးဆက်ဆက်ရတဲ့စီမျိုးလေးတွေဖြစ်နေတာဆိုတော့နည်းနည်းတော့ဟိုဘယ်လိုပြောမလဲမရိုက်ဘူးတဲ့ character လေးတစ်ခုပေါ့အဲ့ဒီနတ်သမီးဆိုတဲ့ကောက်ဝါကြီးရဲ့ပေါ့လေဘေဘီညာဘီညာဘီဘေဘီပိုင်ရတဲ့ဖာနေလို့ရတယ်ဖာနေလို့ရမှာဘေဘီ ဘယ်လိုပြောမလဲတီကုန်းကကြာတော့တကယ်ဝိုင်းရင်ဝိုင်းရင်လေဝိုင်းရင်ဆိုတော့ဒါတီကုန်းကိုမြင်လိုက်တာနဲ့ကိုအိုက်တင်လုတ်ဆရာမလို့ပဲလေမြင်လိုက်တာနဲ့ကိုရည်ကျင်နေတဲ့ဟာပေါ့တီကုန်းရဲ့ပြိတက်ပေါ့ဥက္ကလိုင်းလိုတီကုန်းရဲ့ပြိတက်ပဲဆိုတော့ဟိုကိုဒီနုပညာရှင်တွေမြင်လိုက်တာနဲ့ကိုရည်ကျင်နေတာအိုက်တင်မလုတ်ရသေးဘူးကိုကကြာတော့ဟာတမကြွမ်းဘူးဆိုတော့လေနည်းနည်းတော့ဟိုတီကုန်းတို့ဆရာလည်းအဲ့လိုပညာ လေ့လာရတာပေါ့နော်ယူရတာပေါ့အပေးယူမြအောင်လို့တော့အကောင်းဆုံးကြိုးစားရတာပေါ့ဟုတ်နေကတာကြောင့်ໃຊနေတယ်ပေါ့လေໃຊလို့ပါ ဟိုမှာပုံမှန်ဆိုလို့ရှိရင်တော့လို drama ကျတော့လူတယောက်ကိုလို့ငိုဖို့အောင်လွယ်တယ်ရီအောင်လှုပ်ဖို့ကနည်းနည်းခတ်တလားပေါ့နော်ဟိုကခံယူချက်ကတော့အဲဆိုတော့နည်းနည်းတော့ဟာတာကားဆိုရမယ်လဲဟိုကိုပြောတဲ့ plot ကမပြုတ်ရင်လဲပြဿနာကြီးမရောက်ဘူးလေဆိုတော့နည်းနည်းတော့ pressure လေးတော့ရှိရပါဘောဟာတာကားရိုက်တဲ့ဟာမှာလဲလေဟိုဇက်ကားလေးကပေါ့ပေါ့ပါပါဆိုပြီးမရရတဲ့ခါမှာကိုလုံးလိုက်တဲ့ action ရဲ့ plot တွေကပြဿနာ မရရမှလဲစိုးရိမ်တဲ့စိတ်ကလေးတော့ရှိရပေါ့အဲအဲ့လိုလေးတော့ရှိ မတူတော့မတူညီဘောမာရဟုတ်တီအိုကြီးအိုပါနဲ့ဟောမပြစ်နိုင်နိုင်မပြောဆားပါနဲ့မတူညီတဲ့ taste လေးတခုပေါ့နော်ဟိုမားကြတော့တကယ်ကို drama drama ကြီးပေါ့အဲဒါကြတော့ကဲကိုပေါ့ပေါ့ပပကြည်တာနဲ့နေအစအစပေါ်လာကြတဲ့ကနေပြီးတော့ဘယ်လိုပြီးရဲ့အထိအဲ့လို အပီးတဲ့အချိန်မှာတော့ယူနဲမှာတမျိုးလေးတော့ဖြစ်ကြံခဲ့မှထင်ပါတယ်ဒါတကားလို့ကြီးအဟာတကြီးနဲ့ဆုံးသွားမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါလေးဒီတရေချောကလည်းအဲရတာတမျိုးပေးမယ်လို့ထင်ပါတယ်ဒါတော့ရှော့ အချိန်ကအောင်ဆိုရင်တောက်လျှောက်လိုက်ကြရတယ်။ဒါပေမဲ့ခင်းတွက်ကြတော့ကုတ်ပေါ်မှာပဲပဲကပြန်ထားလိုက်ပြီးအချိန်တစ်ခုပြန်လိုက်တယ်နော်။ဒါကတော့ညီမတို့လည်းရင်တော့ရှိခဲ့ပါတယ်။ဟိုဟိုရိုက်ရိုက်ခဲ့တဲ့ခါကြီးလည်းဇက်တိုက်တွေလည်းအများကြီးရိုက်ခဲ့တယ်ပေါ့နော်။ကြာတော့ပရိသတ်ကကာရိုက်တာကိုအရင်စူးစမ်းပြီးတော့အရင် effort လုပ်ထားတဲ့ကာရိုက်တာမျိုးဆိုပရိသတ်တတိမထားမိတော့တဲ့ဟာကြတော့ကိုကနည်းနည်းတော့ခံစားရပါတော့နော်။ငါအများကြီးစူးစမ်းထားတယ်ဘာလို့ပရိသတ် ဒါကိုမမြင်ဘူးဆိုတဲ့ဟာမျိုးလေးဖြစ်လာတဲ့အချိန်မှာအော်ဘယ်မြင်မလဲငါကအများကြီးထွက်နေလို့ဆိုရက် feeling ကိုကိုကိုခံကြလေးနဲ့ကိုဖြစ်သွားတာပေါ့နော်အဲ့ခါကျတော့နည်းလေး character လေးလဲချိန်ကျင်တာရဲ့အဲ့လိုမျိုးပေါ့အဲ့လိုဇလန်းလေးလဲမထန်အောင်လို့ဆိုပြီးတော့နည်းနည်းလေးချိန်ယူတာလဲပါပေါ့ရှိရောရှိမလားခင်ဗျာလည်းဒီစကားရဲ့မှာဒါကိုအရင်ကြည့်ဖို့စကားရှိရောရှိခဲ့တာဒီကိုပြန်ရှိခဲ့ရပါဘောမှာရှိရှိခဲ့ရပါဘောကိုကလည်းအဲ့လိုခံလို့အိုးငါ ငါစူးစမ်းရတဲ့ဆိုပြီးတော့အဲ့လိုပြိတ္တအဲ့လိုရင်ထဲမြောက်သွားတဲ့ဟာမျိုးလေးရှိခဲ့တာပေါ့